သမီးလေးမွေးနေ့ကျွန်တော်တို့လည်းထိတ်မက်မင်းလာပွဲအဲ့လိုမျိုးလေးစဉ်းစားထားတယ်တူဝင်မှာပေါ့ရူးရှိရှိမှာပဲကျွန်တော်ရူးရှိမဲ့သွားချင်တယ်ဘယ်လိုမျိုးအကြီးမဟုတ်တကယ်မိသားစုပွဲမျိုးဖြစ်ချင်တာလေပြင်တော့အာမရတော့ကျွန်တော်ကလက်ထက်ချင်နေပြီအထက်ချင်နေအခုနိုင်ငံမှာကြာတော့ကိုအမြဲတမ်းဒါလှုပ်လို့ရလေပွဲအမြဲလှုပ်ရဟိုကကြောက်တကူးတကသွားတာတကူးတကသွားတာဆိုတော့အဲ့တော့သူ့လည်းဟိုမှာတက်တက်ခွန့်တောင်းခဲ့တာပေါ့အဲ့တော့ကြာတဲ့တောက်က propose လုပ်တယ်မိန်းလေးတောက်ကအဲ့ဒါသူကလက်ခံတယ်ဆိုတော့အထမြောက်သွားတာပေါ့ ကိုယ့်ရဲ့ဘေးမှာအမြင်နဲ့ရှိမှာကိုယ့်မိသားစုပဲဆိုတော့အောင်မြင်မှုဆိုတာအမနေဝခြင်းရှိရနေထွက်ခြင်းရှိတယ်ဘယ်ချိန်နေဝင်မယ်ဘယ်ချိန်နေထွက်မယ်သာမသိဘူးဘယ်တော့မှလည်းအကြိုက်မထွက်ဘူးဒါပေမဲ့ကိုယ့်ဘေးနားမှာထာဝရဒီလိုဆိုင်နဲ့နှွေးထွေးစွာနဲ့ရှိပြီးမှကျွန်တော်မိသားစုပဲဆိုတော့အဲ့ဒီဟာလေးကိုကျွန်တော်အရန်တိဆောက်ချင်တာမျိုးသမီးမိသားစုပေါ်လေတကူတိဆောက်အောင်အဲ့လိုမျိုးကျွန်တော်မရိုးတော့မရိုးတတ်ဘူးကျော်သိမ့်ပါတမဖြစ်လို့လားမသိဘူးအဲ့လိုမျိုးကိုကောက်ကိုဝင်မယ်ဘယ်လိုလဲမသိပါဘူးသူတို့ကလျှော့မွေးတာလေအပြိုင်မွေးမယ်လို့ ုရဲ family ကို record ကိုချိုးဖို့အတွက်ကျွန်တော်ပြင်ဆင်နေပါအာဟိုဗောတမီလီရတော့လက်လွတ်လို့မရသေးဘူးလက်လွတ်လို့မရသေးဘူးဆိုတော့ပွဲတစ်ပွဲလောက်ရဆိုတော့တောင်းဝင်ရှိရလေတောင်းဝင်ရှိရဟိုကိုပွဲလောက်ပြီးတော့ကိုတောင်းဝင်မချင်မှာတော့အဖြစ်မခံနိုင်ဘူးလာတဲ့လူတွေကအချိန်ပေးပြီးလာတာတကယ်ချစ်ခင်တော့လာတာဆိုတော့ကိုပွဲတော့လာတဲ့လူတွေကိုတွေကတကယ်အဲ့ဝတ်ကြည့်ရမယ်ဆိုတော့ထိုင်ကုန်နေရစားတော့အေကန်စားသဖြင့်ပေါ့နော်ဒါပြီးတော့ state ဟိုအစီအစဉ်တွေ အကုန်လုံးမလင်းချင်အောင်ကျွန်တော်ပွဲလက်တာရှားရတယ်ဒါပေမဲ့ကျွန်တော်လုတ်လုတ်ပြီးပွဲတစ်ခုလုတ်ပြီးဆိုတော့တကယ်ကိုလာတဲ့လူတွေအတွက်ကိုတောင်းဝန်ကျေစွာပဲကျွန်တော်ဖြစ်ချင်တယ်ဆိုတော့ကြမလို့အဲကျွန်တော်အချိန်တစ်ခုတမီးလေးကိုလက်လွတ်ရရရည်ဆိုပြီးလက်လွတ်ရရဆိုတာမချီရတော့ဘူးနော်သူလမ်းလျှောက်တက်တယ်ပါဆိုဆိုရင်အဲ့ဒါကျွန်တော်တို့တစ်ခုခုစီစဉ်မှာပေါ့နော်သမီးလေးမွေးနေ့ကျွန်တော်တို့လည်းထိတ်မှတ်မင်းလာပွဲအဲ့လိုမျိုးတွေစဉ်းစားထားတယ်တူးဝင်မှာပေါ့အဲ့လိုမပြောခံပါဆိုလို့ ရိုးရှိရှိမှာပဲကျွန်တော်ရိုးရှိမဲ့သွားချင်တယ်အဲ့လိုမျိုးအကြီးမဟုတ်တကယ်မိသားစုပွဲမျိုးဖြစ်ချင်တာလေပြင်မလားအဲ့လိုမျိုးဟိုခက်ခဲနေနိုင်ရဆိုတာထက်အဲလာတဲ့လူတွေကဟိုတကယ်ကိုဖော်ဖော်ရွှေချစ်ခင်နဲ့တကယ်မိသားစုဒီပွဲဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ပြသွားချင်တာဟုတ်မမစိတ်တိုင်းတာပါအဲဒါမျိုးသမီးလို့ပေးချင်တယ်ကျွန်တော်စိတ်ပေါ့ကျွန်တော်စိတ်ပေါ့လို့ဒီပွဲလေးကိုလည်းအမှတ်တရအနေနဲ့ကျွန်တော် record လေးတစ်ခုတင်ထားချင်တယ်လीသမီးလေးကိုပြန်ပြပြန်ပြလို့ရအောင်ပါလို့ အဲကျွန်တော်အလုပ်ကပြီးသွားရင်တော့ဒီကျွန်တော်တို့ဟိုဟာသွားလာကိစ္စလေးရှိရလေအဲ့ဒါပြီးရင်ကျွန်တော်အိမ်မှာပါပဲကျွန်တော်ဘယ်မှတော့မသွားပြစ်ပါအကြောင်းဆက်ဖို့ထွက်သွားပြစ်တာလားဒါပေမဲ့ကိုရောက်ပါပဲအဲ့လိုအာမရတော့ကျွန်တော်ကလက်ထက်ကျင်နေပြီအတက်ကျင်နေအဲ့ဒါလည်းလုံးမဖို့ကျွန်တော်လုံးမဖို့လျှို့ရတယ်ဆိုတာကလေအဲ့လိုမဟုတ်ဒီလိုမျိုးမပြောပြတတ်တာပဲရှိတယ်မပြောပြမမေးလည်းမမေးဘူးလေ မမမကိုမပြောပြောတယ်မလားဒီတိုင်းတော့ဘယ်သူမှပြောပြနေမှာမဟုတ်ဆိုတော့အဲ့ဒါအာကျွန်တော်ကလည်းအမှတ်တရလေးဖြစ်အောင်ပေါ့အခုတိုင်မှာခုနိုင်ငံမှာကြာတော့ကိုအမြဲတမ်းဒါလှုပ်လို့ရလေပွဲအမြဲလှုပ်လို့ရဟိုကကြာတကူတကသွားတာတကူတကသွားတာဆိုတော့အဲအဲ့မှာအာကျွန်တော်ကကျွန်တော်ရုပ်ရှင်လောကသားဖြစ်တဲ့အတွက်ကြောင့်မလို့အဟောလိဝုဒ်လေးသွားခဲ့တယ်ပြီးပြီးတော့အဲ့မှာအဲအဲ့လေးမှာဒီသူကကြွေပြားရရှိရလေအဲ့မှာလမ်းမှာခင်းတာအဲ့မှာတကယ်ကျွန်တော်ကြိုက်တဲ့ကျွန်တော်ရဲ့တကယ်ဟိုပါလေပေါ့နော် လူတွေရဲ့နမိတ်တွေနဲ့ကျွန်တော်အနှံ့ပြေတပုံသွားရခဲ့သေးတယ်အဲ့လိုမျိုးအဲ့တော့သူ့လည်းဟိုမှာတက်တက်ခွင့်တောင်းခဲ့တာပါအဲ့လိုမျိုးမပြောသူမပြောအဲကိုယ့်ကကိုပဲဟိုဟာဖြစ်ပြီးတော့အဲပြီးတော့သူတို့ရဲ့အတော်တွေလည်းဟိုမှာရှိတော့လေလူကြီးတွေရှိမှလည်းရမှလည်းအတိတ်တည်းဆိုတာလေဆိုတော့အဲအဲ့လိုတွေရှိတော့တခါလေစီစဉ်လိုက်တာပါဟိုကဟိုကတကယ် တော်ရရကချစ်ဖို့ကောင်းတယ်ကျွန်တော်တို့အများကြီးကူညီပေးကျွန်တော်တို့အင်ကြီးဘယ်ရသွားရှာရမှာမသိဘူးအဲ့လိုမျိုးလေအဆောက်ပေါ့နော်အများကြီးကျွန်တော်တို့ပွဲအချင်းလေးတစ်ခုပြီးတော့ဒင်နာလေးတစ်ခုပေါ့နော်လုပ်ဖြစ်ပါတယ်ဟုတ်ကိုရီးယားဆောက်အလိုအမေကအဲ့လိုမျိုးဘာလို့လုပ်ရလဲဆိုတော့ဘာလို့ဖြစ်ပြီးစပိုက်ဖြစ်ပါ။အဲ तू ကတိပြီးသား။ तू ငါ့ကိုဘယ်ချိန် propose လုပ်မလဲဆိုတော့ तू ကသွား။ तू ချိန်မို့တချိန်မဲ့ဆိုတော့ तू တိနေတယ်။ဆိုတော့ तू လည်းဝမ်းတာတယ်ဗောလေ။ဘာပြောကျွန်တော်ကဟို ဲ့ဂျာတယောက်က propose လုပ်တယ် mainly တယောက်ကအဲဒါသူကလက်ခံတယ်ဆိုတော့အထမြောက်သွားတာပေါ့မိသားစုတစ်ခုကိုအဲလိုချင်တယ်ပေါ့နော်မိသားစုကိုလိုချင်တယ်ဟိုကျွန်တော်ကမိသားစုဘဝကိုပို့တမိုးထားတယ်လေပို့ချစ်တယ်ကိုယ့်ရဲ့ဘေးမှာအမြင်နဲ့ရှိမှာကိုယ့်မိသားစုပဲဆိုတော့အောင်မြင်မှုဆိုတာအမနေဝင်ချင်းရှိတယ်နေထွက်ချင်းရှိတယ်ဘယ်ချင်းနေဝင်မယ်ဘယ်ချင်းနေထွက်မယ်ဆိုတာမသိဘူးဘယ်တော့မှလည်းအကြိုက်မထွက်ဘူးဒါပေမဲ့ကိုယ့်ဘေးနားမှာထာဝရဒီလိုဆိုင်နဲ့နေထွက်စွာနဲ့ရှိပြီးမှကျွန်တော်မိသားစုပဲဆိုတော့အဲ့ဒီဟာလေးကိုကျွန်တော်အရင် တိဆောက်ချင်တာ and မိသားစုတာမို့ကြောင့်တည်ရလေနားနားလေဆိုတော့အဲ့လေကြောင့်ရန်တိဆောက်ချင်တယ်ဟိုအောင်မြင်မှုဆိုတာတည်တိုင်းခဏပဲခဏပဲဆိုတော့အဲအဲ့ဒါတွေကဒါသင်္ခါရသဘောတရားတွေဆိုတော့ကျွန်တော်အဲ့ဒါတွေကျွန်တော်လက်ခံပြီးသားဗောဓဘာသာတရားနေတယ်လေဆိုတော့အဲမိသားစုကကြတော့ကိုစံဖြူသွားကျိုးလဲသူတို့ချက်ချင်းဘေးနားမှာနေနေရှိနေမှာအဲကျွန်တော်ရန်တန်မိုးထားတယ်အဲကြောင့်မျိုးသမီးမိသားစုပေါ်လေတကူတိဆောက်အောင်အဲ့လိုမျိုးကျွန်တော်မရိုးတော့မရိုးတတ်ဘူးကျွန်တော်သိပ္ပံတမဖြစ်လို့လားမသိဘူးအဲ့လိုမျိုးကိုကကိုယ်မယ် သူတို့ကလျှောက်မွေးတာလေအပြိုင်မွေးမယ်လို့အဲ့လိုမျိုးပေါ့နော်ဟိုကျွန်တော်ကတော့မိသားစုတက်တက်မိသားစုနေလေအခုပပားလည်းဆုံးသွားပြီဆိုတော့မိသား၃ယောက်ပဲရှိတယ်အခုဒါကျွန်တော်တို့ကျွန်တော်သမီးလေးနဲ့ကျွန်တော်မိန်းမနဲ့ထပ်တိုးလာတယ်ပေါ့နော်ကျွန်တော်မိသားစုနေတဲ့ဘဝလာခဲ့ရဆိုမိသားမများဖြစ်ချင်တယ်လက်ခံပေးပါလို့အဲ့ဒါကကိုနေ family ကိုကြောက်မယ်ပေါ့ကိုနေ family ကိုရကော့ကိုချိုးဖို့အတွက်ကျွန်တော်ပြင်ဆင်နေပါ ကလေးကလေးတချို့ကတော့ဟိုပါကလေးငိုတန်ကိုဟိုပေါ့နည်းနည်းလေး annoying ဖြစ်တော့ခံစားကြဒါကျွန်တော်ကလေးငိုတော့ကြိုက်တယ်ဘာလို့ကြိုက်တယ်ဆိုတော့ကလေးကငိုမှတော့ကျမ်းမာတည်ရမှာမကျမ်းမာတဲ့ကလေးကဘာတမှမထောက်ဆိုတော့ငုံခွေဖြစ်နေမှာကလေးကစားရတယ်ကျွန်တော်တော့ကြာတော့ကျမ်းမာလို့လေအဲအဲ့လားလေးပေါ့